မေဆွေအားလုံးမင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့ကျွန်တော်ဒီအာကန်ဆော့ဖ်ဝဲသုံးတဲ့သူတွေအတွက်ဒါတစ်ခါတည်းမှာဒါဖြစ်တတ်တယ်တော့ဒီပြဿနာလေးပေါ့နော်ဒါတော့ဒီ2 database ဖိုင်ပျောက်သွားလက်ပြဿနာပေါ့နော်ဒီမျိုးဖြစ်လာပြီဆိုရင်ကျွန်တော်ဘယ်လိုပြန်လုပ်ရမလဲဆိုတော့ကိုကျွန်တော်အစားဆုံးလုပ်ပြပေးသွားမှာဖြစ်ပါတယ်ကိုကျွန်တော်ဒီ design ရေးဆွဲပြီးတော့ဒီ ဒူပတ်တွေထုတ်မယ်ပေါ့နော်ဒါ 2D ဒူပတ်ဖြစ်ဖြစ်ဒါ 3D ဒူပတ်ဖြစ်ဖြစ်ဒါဒူပတ်ထုတ်တော့မယ်ဆိုရင်ဒီမှာ2 live view ကိုသွားပြီးတော့ကျွန်တော်ဒီ 2D selection ပေးရတယ်ပေါ့နော်အဲ့ချိန်မှာဒီမှာ data ပြပိုင်ဒါဖွင့်လို့မရအောင်နော်ဒီထဲမှာဘာ2မှမရှိတော့နော်ဒီနေသားမျိုးဆိုရင်ဒါဘယ်လိုလုပ်မလဲပေါ့နော်ဟို LD ကိုပြပေးသွားဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ software ကိုခဏထားလိုက်မယ်ပထမဆုံးကျွန်တော်ဒီ computer လေးကိုဝင်မယ်ပေါ့နော်ဒီ locate c တဲ့အနေမှာ ဒီ software တင်ထားတဲ့ဒါ program file လေးကိုသွားပါမယ်။ပြီးအဲ့ဒီမှာကျွန်တော်ဒီ auto tab ပေါ့နော်။ဒီ auto tab အဲ့ဒီမှာဒီ agan နော်ဒီ2018ပေါ့နော်။ဒါ2018ဒီ file ကိုအဲ့ file လေးကိုဝင်လိုက်မယ်ပေါ့နော်။ဝင်ပြီးတဲ့အခါမှာကျွန်တော်ဒီမှာဒီ2ဆိုပြီးရိုက်ထည့်တယ်ပေါ့နော်။ဒီ support မှာပေါ့နော်။ဒီ DOO 2ဆိုပြီးရိုက်ရှာလိုက် ရရှာတဲ့အချိန်မှာသူနဲ့ပတ်သက်တဲ့ဒီ file တွေအများကြီးကျလာတယ်။အဲ့ဒါတွေကိုကျွန်တော်အောက်ဆုံးနေဆွဲကြည့်လိုက်မယ်။ဆွဲချလိုက်မယ်။ဒီမှာ to database ပေါ့နော်။ဒီမှာ to database เนาะ2015ပေါ့နော်။ဒီ .db เนาะဒီ file လေးရှိမယ်။ဒီ file လေးတွေ့လိုက်မယ်เนาะ။ဒီ file လေးရပြီဆိုရင်ကျွန်တော်ဒီ file လေးကိုဒီ copy လုပ်ပါမယ်။ copy ယူမယ်เนาะ။ copy ယူမယ်။ copy ယူပြီးတော့ ကျွန်တော်ဒီ C တဲ့ကိုပြန်သွားမယ် C ရဲ့မှာကျွန်တော်ဒီမှာ user ပေါ့နော် user ပြီးဒီ public public document တွေကဒီ archive file ပေါ့နော်ဒီ archive file ကိုတက်ပြီးတော့ဝင်ပါမယ်အဲ့ဒီကမှကျွန်တော်ဘယ်ကိုဆက်သွားမလဲဆိုရင်ဒီမှာဒီ two data ပဲเนาะဒီမှာဟုတ်ပြီเนาะဒီမှာဒီဒီ file ဒီ folder တကယ်တော့ခုနေထားမှာဒါ md ဖြစ်နေတယ် ဘာပိုင်းမှမရှိဘူးเนาะဒီဖိုလာထဲမှာအဲ့တော့ဒီတော့ကိုကျွန်တော်ဒီမှာ right click ထောက်ပြီးတော့ဒီမှာ paste ချလိုက်ပါမယ်ခုနကကျွန်တော်ဒီ do data ပြပါရနော်ဒီ file လေးကို detail ချလိုက်ပြီချပြီးပြီဆိုရင်ကျွန်တော်ဒီကောင်ပြန်ပိတ်လိုက်ပါမယ်ဟောထပ်ပြပြပါမယ်နောက်တစ်ချိန်ကျွန်တော်ဘယ်အနေနဲ့တွားမလဲဆိုရင် c တဲ့ကိုတွားမယ်ပြီး program file auto တဲ့အကန်နဲ့တော့ဆက်ရှိ ဲ့ဒါမှကျွန်တော်ဒီမှာ2ဆိုပြီးရိုက်ရှာလိုက်ပါရိုက်ရှာရင်ဒီမှာ find ကြလာလိမ့်မယ်အဲ့ဒီမှာအောက်ဆုံးဒီကိုဆွက်ချလိုက်မယ်ပြီးရင်ဒီမှာ2 data base file လေးရှိမယ်နော်ဒီကောင်းလေးကို copy ယူပါမယ် copy ယူမယ်နော် copy ယူပြီးရင်ခုနကျွန်တော်ဒီ user တွေရမှာ public public document အကန့်ဖိုင်ဒီ2 database เนาะဒီတော့အထဲမှာဖြစ်ပါတယ် ဟုတ်ပြီဒါပြီးရင်ကျွန်တော်ဒီမှာ software ကိုပြောင်းဖွင့်ကြည့်ပါမယ်ဒူပွဲပေါ့နော် okay ဒီမှာ2 database file နေမှာပြန်ကြလာပြီနော်ပြန်ဝင်လာပြီအဲဒီတည်းမှာကျွန်တော်ဒီမှာ matrix 2တွေရှိမယ်ဒါ inches ပေါ့နော် inches 2တွေရှိမယ်ဒီ matrix 2တွေမှာမှာဒါ aluminum စဖို့အတွက်လာနော်ပြီး ရောက်ခြင်းနဲ့ two the finishing ပေါ့နော် finishing ဆိုရင်ဒီအမ်မီတွေရှိမှာပေါ့နော်ဒါ3 3 the finishing ဆိုရင်ဒါ bond node တွေနော် engravy 2တွေရှိပါမယ်ဒီမှာဆိုရင်ဒါ two data bit file အားလုံးဒါပြန်ကြလာပြီပေါ့နော်ဟုတ်ပြီဒီကတည်းကလေဒီ C တွေရမှာပေါ့နော်ခုနကကျွန်တော်ဒီ argon file တွေကနေရိုက်ရှာလို့မရဘူးပေါ့နော် ဒီတည်းကနေရိုက်ရှာလို့လည်းမကြောက်ဘူးပေါ့နော်မတွေ့ဘူးဒီတည်းမှာလည်းကျွန်တော်ဒီဖိုင်မရှိဘူးပေါ့နော်တကယ်လို့ဒီမှာလည်းမရှိခဲ့ဘူးဆိုရင်မတွေ့ဘူးပေါ့နော်မတွေ့ဘူးဆိုရင်ကျွန်တော်ခုနကဒူဒေတာဘေးကိုထည့် copy လုပ်လို့မရတော့ဘူးပေါ့နော်အဲဒါဆိုရင်လုံးလုံးမလဲဆိုရင်ဒီ software ရဲ့မူရင်းဖိုင်ပေါ့နော်ကျွန်တော်ဒီမှာ software နော် argon ဖိုင် အကန်ကျွန်တော်ဒီမှာဝင်ရဖိုင်ပေါ့နော်ဒီ zip ဖိုင်ကိုကျွန်တော်ဒီ right click ထောက်ပြီးတော့ကျွန်တော် extra လုပ်လိုက်ပါမယ်ဒီကောင် PT ကျွန်တော်ဒီ extra လုပ်လိုက်ပါမယ် copy ကျွန်တော် extra လုပ်လို့ပြီးသွားပြီဆိုရင်ဒီရက်နေမှာနော်ဒီဖိုင်ထဲမှာမှာဘယ်မှာရှိမလဲဆိုရင်သူကဒီဒီ64ပေါ့နော်နော်ဒီ စစ်ကြီးဟိုအဲ့ဒီမှာကျွန်တော်ဒီအကန်အကန်အကန်မှာ Autodesk နော်ပြီး အကန်2018နော်အဲ့ဒီဥဆက်သွားမယ်ပြီးရင်ဒီမှာ EAEC ဆိုရင်နော် Execution File နေရှိမယ်ဒီကောင်လေးထဲမှာရှိမယ်အဲ့မှာ2 data ပဲနော်2015နော်ဒီ file လေးကို copy ယူလိုက်နော် copy ယူပြီးမှခုနကကျွန်တော်ဒီမှာ user public public document အကန့်ပိုင် to database ဟိုဒီထဲမှာသွားပြီဆိုဒါပေးချလို့လည်းရတယ်အခုတော့ကျွန်တော်ရှိပြီးသားဖြစ်တဲ့အတွက်ဒီပေါ် repay ပဲထားလိုက်တော့မယ်နော်အခုတော့ဒီလိုမျိုးသွားမယ်ဒီအကန့်2018ဒါကျွန်တော်ဒီ extract လုပ်ထားတဲ့ဖိုင်ပေါ့နော်။အဲဒီထဲမှာ e64 ထဲမှာရှိမယ်။ပြီးရင် အကန်ဟိုတူတဲ့အကန်2018နော်ပြီးရင်ဒီမှာဒီ file လေးကျလို့ဒီ area လေးမမတ်မိဘူးဆိုရင်ကျွန်တော်ဒီလောက်ကနေဒါရိုက်ရှာလိုက်နော်ဒီ2ဆိုပြီးရိုက်ရှာလိုက်ပါနော်ဒီမှာကြာလာလိမ့်မယ်အဓိကကျွန်တော်လိုချင်တဲ့ file က2 database ပေါ့နော် ဟုတ်ဒီပိုင်းဒီပိုင်းလေးရောင်းရှာနိုင်လဲဆိုရင်ဒါ copy ယူပြီးတော့ web မှာ paste ချလိုက်ပါမယ်နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒီပြောင်းနေတဲ့ data data database file ဒါပြန်လဲဒါရရှိသွားမှာဖြစ်ပါတယ်